င်္ဂလာပါရှင်ဇွန်လ19ရက်ကြာတာပရီနေ့ရွှေရန်ကုန်ရဲ့ထူးထူးခြားခြားပြည်ရင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ငလျင်တန်အသင်းဒေသ6ခုတွင်တေဆုံသူ3953ဦးရှိလာတဲ့သတင်းဖြစ်ပါတယ်။ငလျင်တန်အသင်တိုင်းနယ်ပြည်နယ်6ခုတွင်တေဆုံးသူဦးရေ3953ဦးရှိပြီး53ဦးပျောက်ဆုံးလျက်ရှိကြောင်းဇွန်လ19ရက်ကသိရပါသည်။ ်ပြီးခဲ့တဲ့ match လ20ရှယ်ကလောက်ခတ်ခဲ့တဲ့အင်အား radar scale 9.8အစင်ရှိငလျင်ကြောင်းစကိုင်းတိုင်းပဲခူးတိုင်းမန္တလေးတိုင်းမကွေတိုင်းရှမ်းပြည်နယ်အရှေ့မြောက်ဒေသနဲ့နေပြည်တော်တို့တွင်လူထိခိုက်အသေးဆုံးမှုများရှိခဲ့ပြီးဇွန်လ16ရက်အထိအဆိုပါတိုင်းနယ်ပြည်နယ်များတွင်ငလျင်ကြောင်းအသေးဆုံးသူဦးရေ3953ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ53ဦးရှိကြောင်းသိရပါတယ်။ယခုနှစ်မတ်လ20ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အား ားရေဒါစကေ9.9အစင်ရှိငလျင်အပါအဝင်ဇွန်လ15ရက်အထိနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုအချိန်190ရှိပြီးဖြစ်ကြောင်းလည်းသိရပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ပခုတ်ကူမျိုးနဲ့အမှတ်18မူလာရန်လုံကြောင်းမှဆရာမတူအား PDF များကဖန်ဆီးခေါ်ဆောင်သွားတဲ့တင်ဖြစ်ပါတယ်။မကွေတိုင်းဒေသကြီးပခုတ်ကူမြို့နယ်အမှတ်18ခြေခံပညာမူလာတန်းလွန်ကျောင်းမှဆရာမတူအောင်ဇွန်လ14ရက်က PDF များကဖန်ဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။ ဖြစ်စဉ်မှာပခုတ်ကူမျိုးနဲ့အမှတ်၃ရပ်ခွင့်ရှိအမှတ်၁၆ခုနှစ်အခြေခံပညာမူလာရန်လွန်ကြောင်းမှလက်ထောက်မူလာရန်ပြဆရာမဒေါ်စင်မီလိုင်း28နှစ်ဟာ၎င်းရဲ့နေအိမ်တွင် ရှိနေစဉ်ဇွန်လ14ရက်နနေ့7နာရီမိနစ်20အခန်းတွင် PDF 5ဦးကတနက်များကင်ဆောင်ကဆိုင်ကယ်5စီးဖြင့်ရောက်ရှိလာပြီးဒေါ်စင်မီလိုင်းအားလက်နောက်ပြန်ကြိုးတူရေးဖန်ကြီးခေါ်ဆောင်သွားကြောင်းသိရပါသည် အထက်ပါပြစ်စင်မှကျောင်းဆရာမတူအားဖန်စီသွားတဲ့ PDF များအားဖော်ထုတ်ဖန်စီအရေးယူနိုင်ရေးကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်းလျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ထမန်တဲ့ဇမဲတဲ့ရင်ကတော့မြဦးမျိုးရင်ငရုတ်သီးစိန်တပိသာတသိန်းဒီပါအထိအစမတန်စီကြီးနေတယ်လို့ဆိုတဲ့တဲ့ရင်ဖြစ်ပါတယ် ်ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်တွင်ငရုတ်သီးစိမ့်တပိတ်သားကြက်တသိန်းနီးပါးဈေးပေါင်နေကြောင်းဒေသခံများထံမှသိရပါသည်မိုးရာသီရောက်ရှိလာပြီးဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်သို့ကုန်စင်ကုန်ချောင်းများအပါအဝင်စားတောက်ကုန်များအ धिक ဝင်ရောက်တဲ့အိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်လောင်တလိုင်းမြို့နယ်ချင်းပြည်နယ်အတွင်ရှိလမ်းပိုင်းများတွင်မြေပြိုခြင်းလမ်းပိုင်းများပျက်စီးခြင်းတို့ဖြစ်ပေါ်လျက်ရှိနေပါသည်အခုကဲသို့လမ်းပိုင်းများပျက်စီးနေတဲ့အတွက်ရခိုင်ပြည်နယ်သို့ကုန်ကားများလည်းဝင်ရောက်နိုင်ခြင်းမရှိတဲ့ တဲ့အတွက်ကုန်စည်စစ်ဆင်မှုမှလည်းအတန်လျဲရှိနေပြီးအခုကဲ့သို့ကုန်စည်နှုန်းများမြင့်တက်နေရခြင်းဖြစ်တယ်လို့ဆိုပါရယ်လက်ရှိရခိုင်ပြည်နယ်မြအုပ်မြို့တွင်ကျပ်ဥဘဲဥတလုံးလျင်1300ကျပ်ကျပ်တုံဒီတပိသား2000ကျပ် ငယုတ်သည်စိန်တပိတ်သားတသိန်းကျပ်ဝင်းချင်းဂျင်းနယ်ကျပ်သွန်ပြူတပိတ်သား၄000ကျပ်ဝင်းချင်းအိန္ဒိယစာသုံးစီတလီတာလျင်၁2000ကျပ်စက်သုံးစီတလီတာ၁3000ကျပ်အထိစေနှုန်းမြင့်တက်လျက်ရှိနေတယ်လို့သိရပါတယ်။မြအူဟာအေအေသိမ့်ပိုက်ထားသောနေမြေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ထမတ်တင်ဆက်ပေးမှာကတော့မလေးရှားမှမြန်မာနိုင်ငံသား320ဦးအပါအဝင်နိုင်ငံခြားသား1900တဦးတို့ကိုပြည်နှင်တန်ပေးတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသား320ဦးအပါအဝင်နိုင်ငံခြားသား1900တဦးကိုမလေးရှားအစိုးရကပြည်និတန်းပေးလိုက်ကြောင်းဇွန်လ16ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ကွာလာလမ်ပူးမြို့ရှိလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာတရားမဝင်ရွှေပြောင်းနေထိုင်နေနိုင်ငံခြားသားများကိုအခုကဲ့သို့ပြည်និတန်းပေးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါသည်။ပြည်နေတဲ့ဘေးခံရတဲ့နိုင်ငံခြားသားများတွင်မြန်မာ320ဦး၊အင်ဒိုနီးရှား661ဦး၊ဘင်္ဂလားဒေ့ရှ်309ဦး၊ ထိုင်း120ဦးနဲ့အိန္ဒိယ103ဦးလို့ဖြစ်ပါတယ်။မလေးရှားနိုင်ငံတွင်မြန်မာဒုက္ခသည်များအပါအဝင်တရားမဝင်နေထိုင်တဲ့နိုင်ငံသားများကိုမလေးရှားအာဏာပိုင်အဖွဲ့အစည်းများမှဖမ်းဆီးထောင်ချပြီးနေရပြန်လည်ပို့ဆောင်ခြင်းများအားဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ ။နောက်ဆုံးနှစ်ဆက်မဲသတင်းကတော့ပင်လုံမျိုးလေရေကန်တွင်ငါးများထမှန်သေးဆုံးတဲ့သတင်းဖြစ်ပါရယ်။ငါးအမြောက်အများသေးဆုံးခဲ့ပြီးနှစ်ပတ်ခန့်အကြာတွင်ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမျိုးလေရှိရေကန်အတွင်ငါးများထမှန်သေးဆုံးနေကြောင်းဒေသခံများထံမှသိရပါရယ်။ပြီးခဲ့တဲ့ဇွန်လ၂ရက်ကအစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီးနောက်ဇွန်လ15ရက်တွင် ထမှန်ပြီးငါးခုကြီးများသေဆုံးနေခြင်းဖြစ်ကကန်အတွင်ငရက်နဲ့တလာဗီယာများသာကျန်တော့တယ်လို့ဒေသခံတအူးကဆိုပါရယ်။ ငါးကန်အတွင်ရောင်းမရတဲ့ခေါ်ပြီးတုံများအိတ်လိုက်အစာကျွေးခြင်းအစာအတောက်များရေကန်အတွင် ပြစ်ချကျွေးခြင်းတို့ကြောင့်ကံရည်ညဉ့်ဉန်းမှုကြောင့်ဖြစ်တယ်လို့လဲဝေဖန်သူများရှိနေကြောင်းသိရပါရဲ့ရှင်။